လက်စစီရီကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံးမန်ချက်စတာယူနိုက်တက်ကစားသမား9ယောက်မင်္ဂလာပါကိုကင်းစ်တာဖုတ်ဘောရှိုးအနေကျိုးသွားရယ်လက်စစီရီကို3ခုပြည့်အနိုင်ယူခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်မန်ချက်စတာယူနိုက်တက်ကစားသမား9ယောက်ကိုရွေးချယ်သုံးသပ်ဆွေးနွေးပေးသွားကြမှာရယ်နံပါတ်9နေရာမှာရှိနေတဲ့အကြိုက်ဆုံးကစားသမားကတော့ Mathias Delit ဖြစ်ပါတယ်ခင်ဗျ Delit ရဲ့ဒီနေ့ပွဲကစွမ်းဆောင်ရအတော်လေး impress ဖြစ်ချင်စရာကောင်းတယ် တကယ်တကကဘာစင်နောက်ခံကစားသမားတစ်ယောက်ဖြစ်ခဲ့တာနဲ့အညီသူ့ရဲ့စွမ်းဆောင်ရည်ပိုင်းတွေကိုအတိုင်းသားမြင်တွေ့ခွင့်ရခဲ့ပါတယ်။ Leicester City ရဲ့ကစားသမားတစ်ယောက်ကန်သွင်းချက်ကို Matthias De Ligt တကယ်ပြစ်သွားတဲ့ moments လေးတစ်ခုကျွန်တော်ခုထိမှတ်မိနေသေးတယ်။ Heaven လိုမျိုးပဲတကယ်ပြစ်သွားတာပါ။ဒီနေ့ United ကစားသမားတွေရဲ့စွမ်းဆောင်ရည်ဒီ defensive line ကစားသမားတွေအနေနဲ့အတော်လေးကောင်းခဲ့ပါတယ်။ ဒီထဲမှာ Mathias De Ligt တို့ Heaven တို့နောက်ဆုံးဗျာ Landel of Town ပါတယ်ဒီ၃ယောက်လုံးဆွမ်းတော့ရင်ကောင်းပြသခဲ့ပါတယ်ဒါကလည်းတိတ်အံ့ဩစရာတော့မရှိပါဘူး Ruben Amorim စတင်ရောက်လာတဲ့အချိန်ကတည်းကစပြီးတော့ Debuar ဘိုင်းကိုပြောင်းလဲတဲ့ group ဖြစ်အောင်လုပ်တယ်ပထမဆုံးအံ့ဝင်သွားတာကနောက်တန်း၃ယောက်ဒီတကြောင် Mathias De Ligt ဒီနားလည်မှုရှိသွားနဲ့ဒီနောက်တန်း၃ယောက်တနေရာမှာအကောင်းဆုံးကစားနိုင်ခဲ့တယ်အဲ့တော့သူ CCB လဲရတယ် RCB LCB နေရာ၃နေရာလုံးပြောင်းလဲကစားသွားနိုင်တယ် aggressive ဖြစ်တယ် ဒီနေ့ရာဒီဒဏ်ရာပြဿနာကြီးကြီးမရတာကမာတီးယပ်စ်ဒလစ်အတွက်ဖျားပေးတဲ့ဆုလက်လူတောင် ပြောရမယ်ပေါ့နော်ဒီနေ့ပွဲတင်လဲသူနည်းနည်းနားလိုက်သေးတယ်အန်ကယ်လေးလားမသိဘူးသို့တော့နောက်ပိုင်းတောက်လျှောက်အင်ပြေအားပြေနဲ့ကစားပြီးသွားနိုင်ခဲ့တာကိုတွေ့ရပါတယ်မာတီးယပ်စ်ဒလစ်ရဲ့အချိုးတက်ရောက်ပုံကဒီနောက်တန်းကစားသမား၃ယောက်အတွက်အများကြီးရှိခဲ့ပါတယ်အဲ့တော့ကြောင့်ကျွန်တော်အကြိုက်ဆုံးနံပါတ်၅နေရာမှာမာတီးယပ်စ်ဒလစ်ကိုရွေးပေးပါရခင်ဗျာကဲကျွန်တော်အကြိုက်ဆုံးနံပါတ်၄နေရာမှာရှိနေတဲ့ပလေယာကတော့ Ramos Violent ဖြစ်ပါတယ် ဟွာလဲကတော့ဂိုးပေါက်ပြောက်နေတာတော်တော်ကြာပြီဖြစ်တဲ့တိုက်စစ်မှုပေါ့နော်ကျွန်တော်တောင်ပြောပါတယ်ဂိုးမသွင်းတတ်တဲ့တိုက်စစ်မှုလို့သူကရှောက်တိုးပြီးယုံနေတာပဲရှိတယ်နောက်ကဇက်ကစည်းတောင်နံပါတ်10မှာထားတော့အတိုင်းနာတစ်ခုထိအစင်ပြေသွားပြီဟွာလဲကတော့ရှစ်ပွဲစဉ်နေ့ထိအစင်မပြေသေးဘူးဒီနေ့ပွဲစဉ်မှာလဲဒီ twin ကိုတကိုတော့ရသွားပါတယ်တို့ပေမဲ့အရင်ဟို impress fiction စီကကောင်းလောက်တဲ့ပုံစံမျိုးတော့မဟုတ်ပေါ့နော်သို့တော့လက်ခံလို့ရတယ် သူ့ရဲ့အခြေအနေနဲ့ဒီလောက်ထိလုံပြထားနိုင်တာကနောက်လာမဲ့ပွဲစဉ်တွေအတွက်စိတ်တတ်တဲ့ခံယူချက်ပိုင်းပြန်ပြီးတော့ကောင်းမွန်သွားမဲ့ပုံစံမျိုးတော့မြင်နေတယ်။အဲ့တော့ Ramu Swaylay ရဲ့တူအားယုံအားတွေကတော့ Viking တွေရဲ့ပုံစံတိုင်းပေါ့နော်။ကျွန်တော် Scandinavian သားတွေအတိုင်းရှောက်တိုးနေတဲ့မိနစ်90လုံးအင်ပြည့်အားပြည့်နဲ့ကစားနေတဲ့ပုံစံအခင်းချင်းတွေကအတော်လေးအဆင်ပြေခဲ့တာကိုတွေ့ရပါတယ်။သူကစားခွင့်ရတဲ့အချိန်တိုင်းမှာမမောနိုင်မပန်းနိုင်တဲ့ကြိုးစားရုန်းကန်ပေးနေတဲ့ပုံစံတွေကလည်း သဘောတော့ကြကျင်စရာကောင်းခဲ့ပါတယ်ဒီတော့ကြောင့်ပရီးမီးယားလိနောက်ဆုံး73ပွဲဆက်ပြိုင်ပွဲဆုံးနောက်ဆုံး22ပွဲဆက်တိုက်ဂိုးပေါက်ပြောက်မှုကိုအဆုံးသတ်ခဲ့တဲ့ Ramos Wildland ကိုအကြိုက်ဆုံးနံပါတ်4နေရာမှာရွေးပေးလိုက်ပါတယ်ခင်ဗျာကဲနောက်ထပ်ကျွန်တော်အကြိုက်ဆုံးနံပါတ်3နေရာမှာရှိနေတဲ့ player ကတော့ Diego Dalot ဖြစ်ပါတယ် Dalot ကို right wing ဘက်မှာထားပြီး left wing ဘက်မှာ Dog ကိုထားရင်တော့ပို့ပြီးတော့မိုက်လိမ့်မယ်ဗျအဲ့တော့ Dalot ဒီ right wing ဘက်မှာပို့အဆင်ပြေတဲ့ကစားသမားတစ်ယောက်ဆိုတာ ျွန်တော်ယာတီအစမှာခရေကအမြဲလိုလိုထောက်ပြခဲ့ပူပါတယ်။ဝင်းဘက်ကစားသမားတယောက် site တွေထွက်ဆော့တဲ့ကစားသမားတွေကတော့များသောအားဖြင့်များ left ကို right ကိုနှစ်ဖက်လုံးစော့နိုင်ကြပါတယ်။တိုးတော့ဓာတ်လို့ရဲ့ natural position က right back ပြ။အဲ့တွဲကြောင့် left back မှာစော့နေတဲ့အစာရင် right back မှာတော့ပိုအဆင်ပြေတာပေါ့။သူဒီနေ့တလုံးဖန်တီးပြီးသွားတယ်။အဲ့ဒီဖန်တီးပြီးသွားတဲ့ဖန်တီးမှုတည်တကယ်ကိုမိုက်ပါတယ်။သူ step over လုတ်သွားတဲ့အချိန်မှာ ပြိုင်ဘက်ကစားသမားဖာတာဦးမျောပြီးလဲကျသွားတဲ့ပုံတံတန်ဒီကျွန်တော်တို့ပွဲကြည့်ပရိသတ်တွေအားလုံးပါဇက်အဟောင်းသားဖြစ်စေခဲ့တယ်လို့ပြောရမှာပါအဲ့တော့ဒီလို step over တွေမမြင်ခဲ့ရတာတော်တော်ကြာပြီပေါ့နော် step over ကိုတချို့ကတော့လုံနေကြတယ်ထားပါတော့အန်တနီနဲ့ကျွန်တော်ခိုင်းနိုင်ပြီးပြောပြမယ်တိုးတော့အဲ့နေရာမှာပဲလုံနေတာပြိုင်ဘက်ကစားသမားကိုကြော်လားဆိုတော့မကြော်ဘူးပြိုင်ဘက်ကစားသမားကသူ step over လုံနေတာကိုရက်ကိုကြည့်နေတာတိုးတော့ဒီကိုဓာတ်လို့လုတ်သွားတဲ့ step over ကြတော့လုံးဝထိရောက်မှုရှိတယ် ယူကိုယူသွားတာပြိုင်ဘက်ကစားသမားအဲ့လိုအချိန်မျိုးမှာကြော်ဖြတ်ပြီးတော့နောက်မှအသင်ရှိနေတဲ့ Bruno Fernandes ကိုကန့်လန့်ပြက်ကြီးချိုးပေးသွားတဲ့ပုံစံကလည်းရွယ်ချက်ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်။ Bruno ကတော့အကောင်းဆုံးပိတ်သွင်းယူသွားခဲ့တယ်ပေါ့နော်။ဒါအပြင် left wing back တနေရာမှာကစားတဲ့အချင်းကာလာတုံးကလည်းဒီကိုဓာတ်လို့အကောင်းဆုံးကစားပေးခဲ့တယ်။ right wing back မှာကစားတဲ့အခါကျတော့လည်းအဆင်ပြေခဲ့တယ်။ဒီခါလေကြရင်လည်းဟို cross ball ပေးရမယ့်အချိန်ဒီမှာနည်းနည်းကြစ်တဲ့ပုံစံမျိုးကြီးလည်းရှိတော့ရှိပါတယ်။တော်တော်ဒါက ဟိုဘလုံးသမားတယောက်အနေနဲ့အမှားယွင်းအနည်းငယ်လို့ပဲယူဆပါတယ်ပုံမှန်အပြင်ဆိုရင်ဒီကိုဓာလို့ကသူ့ရဲ့အသက်အရွယ်နဲ့အဆင်ပြေတဲ့ကစားသမားတယောက်ပါခင်ဗျကျွန်တော်ကတော့အဲ့ဒီအတွက်ကြောင့်ဒီကိုဓာလို့ကိုအကြိုက်ဆုံးနံပါတ်3နေရာမှာရွေးပေးလိုက်ပါတယ်ကဲကျွန်တော်အကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ player ကတော့ဒီနေ့ပွဲစဉ်ဒဏ်ရာပြဿနာကြီးကြီးမားမားရပြီးထဲစင်တဲ့ကိုကွင်းထဲကနေထွက်ခွာသွားခဲ့တဲ့ heaven ဖြစ်ပါတယ်ကျွန်တော်ရဲ့ပွဲပြီးသုံးသက်ချက်တွေမှာလည်းပါတယ်ကျွန်တော်အဲ့ဒီ chart date ကို man of the match day ယူပေးမလို့ bruno ဘလောက်ပဲကောင်းကောင်းများကျွန်တော်သူ့ကိုယူပေးခြင်းနဲ့ဘာကြောင့်လဲ heaven ဒီသူ့အသက်အရွယ်နဲ့ပွဲတော်ခွင့်ရတဲ့အချိန်မှာအဲ့လောက်ထိကွန်ဘိုရှာဖြစ်ဖို့ကမလွယ်ဘူးဗျ။အသက်လေးငယ်ငယ်လေးပဲရှိသေးတယ်။အသင်းကတိုင်ပတ်နေတဲ့အသင်းအဲ့လိုအသင်းကနောက်တန်းတနည်းမှာခြေသွမ်းပြနိုင်ဖို့ဆိုတာမလွယ်ဘူး။ကက်ထားလိုက်တော့ဗျာခြေသွမ်းပြသည့်တိုင်အောင်တချို့ကသားသမားတွေပြတိပြရာနဲ့ဟာအဲ့လိုရှက်နေရှက်နေနဲ့ဟာငါတို့ပေါ်တော်ခွင့်ရနေနောက်ပွဲတွေလည်းပါဝင်လို့ရအောင်ဆိုရွနေရောသူကလည်းမဟုတ်လုံးဝအငြိမ့် SCB တနေရာမှာလည်းမဟုတ်ဘဲနဲ့ CB တနေရာထိလည်းဝင်ပြီးတော့ကစားပေးသွားခဲ့တယ်။ Landlord တို့ဗျာတချို့အလုံးတွေပြဲနေပြီ။ ဘရိုးအတွက်မှာပေါ့ဒါကာကန်သွင်းယူတဲ့အလုံးတလုံးဆိုရင်အဲ့ဒါလန်ဒလော့ဖ်ရဲ့နေရာအထိဝင်ပြီးသူဘလော့သွားတာလက်စတဖန်နာအဖြစ်ဒါကာဆွဲပြေးမှုကိုယုံကြည်ချက်ရှိရှိဘလော့သွားတာလေအဲ့ဒါလန်ဒလော့ဖ်နေရာမှာပဲသူ့နေရာမှာသာမဟုတ်ဘူး CCB တနေရာတည်းအထိဝင်ပြီးတော့အဲ့ဒီ heaven ဆိုတဲ့ charity လေးကကောင်းမွန်ကစားနိုင်တယ်ကျွန်တော်တွေကအရင် high ပြောနေတာမဟုတ် heaven တကယ်ကောင်းတာသူ့ရဲ့ body bit ကဟိုပိမ့်ပိမ့်ပပလေးနဲ့အဲ့လောက်ကောင်းမှမထင်ရဘူးပေါ့နော် အသေးချာတခုကတော့ဒီကောင်လေးဒန်ယာပြဿနာကြီးမှမရဘူးပြန်ကောင်းပြီဆိုရင် United တို့နောက်ရသည်နောက်ကကစားသမားတယောက်ထွေတူတူခေါ်နေစရာတော့မလိုတော့ဘူးယူရိုတောင်မှပတ်စံသုံးလိုက်ရသေးတယ် Heaven ကပိုအသုံးဝင်နေတယ်လို့ဖြစ်နေပါဗျဒီတော့ကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာ Heaven ကိုတော့အကြိုက်ဆုံးနံပါတ်1နေရာမှာရွေးပေးလိုက်ပါတယ်ခင်ဗျ Heaven တယောက်လည်းဒန်ယာပြဿနာကလျင်မြန်စွာကောင်းမွန်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကဲကျွန်တော်အကြိုက်ဆုံး Man of the Match ကစားသမားကတော့ Heaven Dan ရသွားတဲ့အတွက်ကြောင့်ကျွန်တော် ့မန်အော့ဖ်ဒါမက်ရွေးလိုက်တာဗောနော်ဘရူနိုဖာနန်ဒက်စ်ဖြစ်ပါတယ်ဘရူနိုဖာနန်ဒက်စ်ကိုမန်အော့ဖ်ဒါမက်မရွေးလဲရတယ်ပြဿနာမရှိဘူးအမြဲတမ်းလိုလိုဒီကစားသမားအကြိုက်ဆုံးကစားသမား9ယောက်ထဲမှာပါနေတဲ့သူဘရူနိုရဲ့အဲ့ဒီစိတ်သက်ပြင်းပြမှုကြီးနိုင်ပွဲဆလာမှုကြီးကအဲ့ဘဲတည်မှာပျောက်မလားမသိဘူးအသင်းကိုစရောက်တဲ့အချိန်ကာလကစပြီးတော့အခုချိန်ထိကြသွားရဲဆိုတာမရှိဘူးအဲ့ဒီမန်တယ်ဘိုင်းကကြောက်စရာကြီး United လောက်တိုင်ပတ်တာ United ပဲရှိတယ် ပြီးခဲ့တဲ့ရာသီတုန်းကလည်းဘာမှမထူဘူးနီးပြအပြောင်းလဲနေဘာကြီးဖြစ်မှန်းအောင်မသိတာဒီနေ့ရာသီဆိုရင်လည်းအမပေးသားရဲ့1 to 10တောင်မဝင်ဘူးအဲ့လိုအခြေအနေမျိုးမှာစိတ်လည်းမပြတ်ဘူးစိတ်တက်လည်းမကြောက်ဘူးသူလိုရမယ့်အလို့အကောင်းဆုံးလုပ်တယ်ဘေးကလူတွေဝေဖန်တာမဝေဖန်တာမီဒီယာတွေညှော်တာမညှော်တာအဲ့ဒါမင်းတို့တောက်လို့ငါကတော့ငါရဲ့အလို့အတိုင်းပဲငါအကောင်းဆုံးလုပ်မယ်ဆိုတဲ့အတိုင်းဘရူနိုကဖြုတ်သွားတာရှင်းရှင်းလေးအဲ့တော့ဘရူနိုဒီဖန်တီးမှုတွေအကောင်းဆုံးလုပ်ပေးနိုင်ခဲ့တယ်ကျွန်တော်ကြိုက်တဲ့ဖန်တီးမှုကတော့ရာမှုဆိုလန်ကိုပေါ့ပြောက်မှုအဆုံးသက်သွားတဲ့အတွင်းကိုပေါ့လေ ဒီအတွင်းကိုမှဆိုရင်သူ့ရဲ့ဖန်တီးပေးမှုကထိတ်တဲအဆင့်ရှိရဲဆိုတော့ကျွန်တော်တို့ဆက်လက်မြင်တွေ့ခွေရခဲ့တယ်ကက်ဖ်ကြီးကကောင်းလိုက်တာဗျတိကျလိုက်တာအဲ့လိုစနိုက်ပါကြီးနဲ့ပစ်တဲ့အချိန်မှာကွက်တီဖုံးနေပဲဝင်သွားတာဝါလန်ကလည်းအလောတော်ကျလာပြီးထိန်းလို့ကောင်းတဲ့ဘောလုံးမို့လို့အကောင်းဆုံး control လုပ်သွားနိုင်ပြီးသူ့ရဲ့ဂိုးပေါက်ပြောင်းမှုကိုအဆုံးသတ်သွားခဲ့ပါတယ်ဘရူနိုဖာနန်ဒက်စ်ကိုရာမုစ်ဝါလန်ကျေးဇူးတင်ရမှာလည်းဖြစ်ပါတယ်ခင်ဗျအဲ့အတွက်ကြောင့်ကျွန်တော်ကတော့ man of the match အဖြစ်ဘရူနိုဖာနန်ဒက်စ်ကိုရွေးချယ်ပေးနေပဲဗီဒီယိုလေးဒီမှာကျွန်တော်နားကျင်ပါတယ်ချီးပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ